ကဲမင်္ဂလာပါဝေါ်ခုံနိုင်မှာအလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ကတော့ Joshua Ben ရဲ့အပြင်ဘက်အကြောင်းပြောမှာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာမပြောခင်ပထမအဦးဆုံးအရေးကြီးတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီညပေါ့နော်ဂျွန်လ20ရက်နေ့ည6:00နာရီခွဲမှာကျွန်တော်တို့မြန်မာဖိုက်တာနှစ်ယောက်ရဲ့အပွဲစဉ်ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဒီပွဲကအခွန်ခမာပွဲစဉ်ပါခင်ဗျတော်တော်လေးကိုအရေးကြီးပါတယ်ဒီမှာဆောအောင်ကတော့ ဒီ3မိနစ်3ချီပွဲကစားရမှာဖြစ်ပြီးတော့ဒီကြောစင်မောင်ပေါ့နော်အဓိကတော့ကြောစင်မောင်ကြောစင်မောင်ကတော့လေးနိုင်ငံဖိတ်ခေါ်တဲ့ဒီ4 man marathon ဆိုတဲ့ကံပွဲမှာဒီညချန်ပီယံဖလားလှူရမှာဖြစ်ပါတယ်အဲ့တော့နှစ်ပွဲကစားရမှာပေါ့နော်တညထဲမှာပဲပထမတစ်ဆင့်မှာပြန်ပန်းဖိုက်တာနဲ့အရင်ရင်ဆိုင်ရမယ်အဲ့ဒီပွဲမှာနိုင်ရင်တော့ဒီချန်ပီယံဖလားလှူတဲ့ပွဲမှာစတိုက်ပဲကျွန်တော်တို့ကြီးရှုရမှာဖြစ်ပါတယ်အဲ့တော့ဒီညအပင်မှာကြီးရမလဲဆိုရင် ဒီ Tonfu HD TV ဆိုတဲ့ YouTube channel မှာကြည့်လို့ရမယ်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ ANS Facebook page မှာလည်းကျွန်တော်တို့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်ဖော်ပြထားတဲ့ဒီ page ပါပါခင်ဗျအဲ့တော့ဒီပွဲက Cambodia နိုင်ငံမှာရှင်ပြိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီညကျွန်တော်တို့ရဲ့မြန်မာ fighter ကျော်စင်မောင်ခွန်ခမချန်ပီယံဖလားကိုရရှိတော်မလားဆိုတော့ကျွန်တော်တို့အတူတကွအဆောင်ကြီးအားပေးတော့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီညရဲ့အထူးခြားချက်ပါ။ Okay ။အဲ့ဆိုရင်ခဏအကြောင်းအရာပြန်ဆမယ်ဗျ။အဲ့တော့လာမဲ့29ရက်နေ့ပေါ့နော်။နောက်တစ်ပတ်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျွန်တော်တို့ Josh Shopan က Brandon Revon နဲ့ထိုးတက်ရတော့မှာဖြစ်ပါတယ်။ကျော်ရှော့မန်တို့တည်တဲ့အတိုင်းပဲသူက standby မှာပေါင်စင်ပိုင်းကိုဦးစားပေးပြီးတော့လေ့ကျင့်တယ်သူရဲ့အားတချက်လည်းအဲ့ဒါပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဒီသူရဲ့ပြင်ပတ် Brandon Revo ကပါချပြလာလဲဆိုရင်သူရဲ့ predator တွေကို grappling လေ့ကျင့်ခံ session ကိုသူကအောင်အောင်မြင်မြန်ပဲလှုပ်ဆောင်ခဲ့ပြီးဆိုပြီးတော့သူ့ရဲ့ project တွေကိုအတိပေးလာတာဖြစ်ပါတယ်။ဟိုခါတိုင်းမတွေ့ဘူးเนาะ။သူ့ရဲ့ page မှာကျွန်တော်သူ့ရဲ့ဒီ Instagram account မှာပြပြဝင်ကြည့်ရင်ဒါပေမဲ့အဲ့လိုမျိုးသူ grappling legend ပြင်ဆင်နေတာလုံးဝကိုချမပြပါဘူး။ဒီနေ့မှာပဲကျွန်တော်တွေ့ရတာပါ။အဲ့တော့သူ ਨੇ legend ပြင်ဆင်တဲ့ fighter ဘယ်လိုလဲဆိုရင်အသက်က25နှစ်ပဲရှိသေးပေမဲ့ဒီ NAGA BJJ promotion မှာ တကယ်ကိုချန်ပီယံဖြစ်ထတဲ့ဝင်းဆန်ဆိုဂျိုဆိုတဲ့ fighter ဖြစ်ပါတယ်။အခုပုံမှန်ပြထားတဲ့ fighter ပါ။တစ်ချက်ကြည့်လိုက်ကြပါဦး။သူ့ရဲ့အောင်မြင်မှုသူ့ရဲ့အဆူတစိမ့်တွေပြီးရင်ချန်ပီယံကပ်ပတ်တွေတစ်ချက်ကြည့်လိုက်ကြပါဦး။မှာတကယ်ကိုအောင်မြင်မှုများစွာရရှိထားတဲ့ fighter နဲ့ legend ပြင်ဆင်နေတာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ BG တကယ် legend လို့ပြောလို့ရတဲ့အထိပ်ပါနော်။အဲလူငယ် fighter ဖြစ်ပေမဲ့အောင်မြင်မှုများစွာရရှိထားတဲ့ fighter တယောက်ဖြစ်ပါတယ်။အဲ့တော့ Brandon Raymond ကဘာလို့တူနေ legend လဲဆိုရင် အခုလိုပဲအောင်မြင်မှုများစွာရရှိတယ်ပြီးတော့လူငယ်ဖြစ်တဲ့အတွက်ခလင်းလင်းမင်းမြန်ကိုကစားနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲသူနဲ့ရွေးချယ်ပြီးတော့ Brandon Rivera ကပြင်ဆင်ထားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင် background တစ်ချက်ကိုပြန်ကြည့်လိုက်ကြအောင် Brandon Rivera ကစားတဲ့ပုံစံကသူလက် Stanford တမားပဲဒါပေမဲ့ခင်မြန်မြန်ကစားတယ်ပြီးရင် counter လက်တီးတွေနဲ့ဒူးတက်ချက်တွေအမြင့်ကန်ချက်တွေနဲ့ကစားတဲ့ fighter ဖြစ်ပါတယ်ပြောမှဆို Stanford striker တက်ရောက်ပါပဲသူလည်းဒါပေမဲ့ သူက BGG မှာ Black Belt ရထားတဲ့ fighter တယောက်ဖြစ်ပါတယ်။အဲတော့ ground game မှာလည်းတကယ်ကိုကျွမ်းကျင်တဲ့ fighter ။ချုပ်ကွက်နဲ့အနိုင်ရတဲ့ပွဲတွေလည်းရှိတယ်။ဒါပေမဲ့အရင်ကပဲသူတုံးတာများတာပေါ့နော်။အဲတော့သူ့ရဲ့အားသာချက်ပြတဲ့ဒီ BGG နင်းစနစ်ကိုပြန်တုံးလာမလားဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အခုသူလေ့ကျင့်ပြင်ဆင်နေတဲ့အခြေအနေကိုကြည့်ရင်တော့တေချာတော့တော့ဖြစ်နေပါ။ကျော်ရှော်ပန်ကဘာလို့ဆိုရင်အရင်ပဲလင်မြန်တဲ့အတွက်သူကဒီ ground game ကို ဆွဲခေါ်ကစားမယ်ပြီးတော့ဂျော့ရှော့ပန်ကလက်ရှိသူ့ရဲ့ကပတ်ကအပြာရောင်အဆင့်ပဲရှိပါသေးတယ်။ Brandon Roybal ကတော့အနက်ရောင်အဆင့်ရောက်ရှိနေပါပြီ။အဲတော့ BJ ရဲ့ level ကအစိုးလေးကိုကွာလဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဒီအချက်ကိုအခုကောင်းယူပြီးတော့ကစားလာမလားဆိုတော့ကျွန်တော်တို့အချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲတော့တစ်ဖက်မှာဂျော့ရှော့ပန်ကျွန်တော်တို့ဂျော့ရှော့ပန်က take down defense ဆိုတော့လုံးဝ next level ရောက်ရှိနေတဲ့ fighter ထိုက်တန် defense ကောင်းလုံးလို့လည်းကျွန်တော်တို့ Fury FC မှာလည်းချန်ပီယံဖြစ်ခဲ့ပြီးသွားပြီပြီးတော့ပြီးခဲ့တဲ့ပွဲမှာဒီ Japan Fighter နဲ့ကစားခဲ့တဲ့ပွဲမှာကျွန်တော်တို့အားလုံးတွေ့ခဲ့ရပြီဖြစ်ပါတယ်အာ Judo ထိုက်တန်တွေကိုလည်းကာကွယ်နိုင်တယ် BJJ ထိုက်တန်တွေကိုလည်းသူကာကွယ်နိုင်တာဖြစ်ပါတယ်အဲ့တော့နှစ်ကြိမ်လောက်တော့ဒီ ground game ဘိုင်းအခြေအနေတော့ပြီးလိုက်ရဒါပေမဲ့အရန်လှင်မြန်တဲ့အတွက်ဒီသူ့ရဲ့ရုံအားနဲ့ပြန်ပြီးတော့ transition ပြန်လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအပိုင်းကတော့ လုံးဝလုံးဝ next level လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အဲတော့ Brandon Revol နဲ့ Joshua Bantet PGJ level မြင့်နေတဲ့ဆိုပေမဲ့ Joshua Ban ကတော့ပို့ပြီးတော့လှင်မြန်တက်လက်နေမှာဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့အားသာချက်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အဲတော့တကယ်လို့ Brandon Revol ground game ကိုဆွဲခေါ်ကစားသွားမယ်ဆိုရင်တော့ Joshua Ban ကတော့ transition အပြောင်းအလဲကိုမြင်မြန်ဆက်ဆံပြန်လည်လှုပ်ဆောင်နေမှာဖြစ်ပါတယ်။အာ Blackpen level ရှိတဲ့ PJ သမားကိုဒီ blue light ပဲရှိတဲ့ PJJ fighter အချုပ်ကွက်နဲ့အဆုံးတက်လက်နိုင်ပါတယ်ဆိုတော့အနေအထားကတော့ကျွန်တော်တို့အတွေ့ရဖို့တော့တိတ်မလွယ်ဘူးပေါ့နော်ပြောမယ်ဆိုရင် level ချင်းကကွာနေတယ်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲကျော်ချော်ပန်းအပေါ်မြန်တဲ့အတွက် Brandon Royval ကိုနည်းနည်းချက်ချလေးအောင်နည်းနည်း move အောင်အရင်လက်တီးတွဲလုံးတွေနဲ့ထိုးထားနိုင်တော့ချုပ်ကွက်လည်းပုံဆောင်သွားနိုင်ပါတယ်ဒါတော့လုံးဝ UFC အတိုင်းဝိုင်းနဲ့ဒီ BJJ အတိုင်းဝိုင်းမှာလုံးဝကိုနာမည်ကြီးသွားမဲ့အကွက်ဖြစ်ပါတယ်။နော် Black Label ကို Blue Label အဆင့်ကချုပ်ကွက်နဲ့အနိုင်ရသွားတယ်ဆိုတော့တတင်းကတော့လုံးဝကိုနေချင်းညချင်းနာမည်ကြီးသွားမဲ့အကွက်ပဲဖြစ်ပါတယ်။ Okay အဲ့တော့အာဒီပွဲကတော့နောက်တစ်ပတ်29ရက်နေ့ကျွန်တော်တို့တနင်္ဂနွေနေ့မနက်မှာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါတော့အရေးကြီးတာပါနော်။အဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်တင်းတစ်ခုပေါ့နော်။အဲ့ဒါပါလဲဆိုရင်အခုလက်ရှိထွက်ပေါ်နေတဲ့တင်းပါ။အဲ့ဒါတော့1 championship နဲ့တက်ဆိုင်လို့တင်းပေါ့နော်အူရာဂျီချက်ထရီကဂျပန်နိုင်ငံရဲ့နံပါတ်1နေရာမှာရှိတဲ့တန်ရှင်းကိုခေါ်ယူမယ်ဆိုပြီးတော့တည်င်းနေထွက်နေပါတယ်။အဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကတည်င်းထွက်တဲ့ပုံစံတော့သိတော့အဆင်မပြေဘူးเนาะကျွန်တော်ဘက်ကကြည့်နေပေါ့။အဲ့တော့ဝမ်ချင်မဲ့ရှစ်ကခေါ်ယူမယ်ဆိုတဲ့ပုံစံမဟုတ်ဘဲနဲ့ဝမ်ချင်မဲ့ရှစ်ကစိန်ခေါ်လဲဆိုတဲ့ပုံစံမျိုးကပဲပို့ပြီးတော့ရုပ်တည်ရှိလိမ့်မယ်လို့ကျွန်တော်တော့အာထင်တာပေါ့နော်။ ဘာလို့ဆိုရင်တန်းချင်းဆိုတဲ့ fighter တကယ်ကိုထိုးခြင်းမြင့်တဲ့ fighter ပြီးတော့ Takeru ကိုလည်းအနံ့ယူပြီးတော့ပြီပြီးတော့ Rock Tan ကိုလည်းအနံ့ယူထားပြီးဖြစ်ပါတယ်အဲ့ဒါတော့ Kickboxing ပွဲစဉ်မှာလက်ရှိတန်းချင်းက Kickboxing မကစားတော့ဘူးဒီ boxing ပိုင်းပဲတည်တံ့သွားနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုလာမယ့် November လမှာဒီ One Championship ကဂျပန်မှာပွဲကြီးပွဲကောင်းကျင်းပဖို့ရှိနေပါတယ်အဲ့တော့ဒီပွဲစဉ်မှာဥက္ကဋ္ဌချက်တွေကတော့ဝင်ဝင်ကောင်းကောင်းရှာချင်နေပုံရပါတယ် ဲ့တော့လက်ရှိဒီ Turkey Rune နဲ့လည်းတစ်ကြိမ်သူပတ်စံရှာပြီးတော့ပြင်ဝင်ငွေကလည်းဒေါ်လာနှစ်သန်းတိရရှိခဲ့တယ်ဆိုပြီးကျွန်တော်တို့တင်းလည်းတွေ့ရှိပြီးတာဖြစ်ပါတယ်အဲ့တော့ဒီထက်ပိုပြီးတော့အောင်မြင်တဲ့နောက်တစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်ပိုပြီးတော့ပြန်လှမ်းဖို့အတွက်ဆိုရင်ဂျပန်နိုင်ငံကပရိတ်သတ်တွေအကုန်လုံးနှီးပေါင်းစိတ်ဝင်စားတဲ့ပွဲစဉ်မျိုးဖန်တီးပေးဖို့လိုပါတယ်ခင်ဗျအဲ့တော့ပြီးခဲ့တဲ့2020မှာဆိုရင်ဒီ tension နဲ့ ဟဲ့တာကီတူရဲ့ပွဲကိုဂျပန်ပရိတ်သတ်တွေလုံးဝကိုလှုပ်ခတ်သွားတဲ့အခြေအနေအထိပေါ့နော်တနိုင်ငံလုံးကဒီစောင့်ကြည့်တဲ့အခြေအနေအထိဖြစ်သွားတယ်အဲ့ဒီပွဲကတော့ဒီတာကီတူရှုံးနေတယ်ဒါပေမဲ့သူတို့ညောက်ရရှိတဲ့အထူးချင်းကအမေရိကန်ဒေါ်လာနှစ်သန်းကျော်ထိအောင်ရရှိတာဖြစ်ပါတယ်အဲ့တော့ပြောမဆိုနှစ်ယောက်ပေါင်းဆိုရင်ဒီ၄သန်းကျော်ပေါ့နော်အဲ့လောက်ထိတော့ထိုးကြေးတော့ပေးရမှာဖြစ်ပါတယ်အဲ့ဒါ promotion ဘက်ကပြောတာပေါ့နော် ဲ့တော့ one championship တဲ့ဒီလိုမျိုးပွဲစဉ်ကြီးကိုကျင်းပပေးမယ်ဆိုရင်တော့လေအနည်းဆုံးဒေါ်လာ5တန်းလောက်တော့ပြင်ဆင်ထားဖို့လိုပါတယ်အဲ့တော့ပြန်ရောင်းရမလားပါလဲအဲ့ဒါတော့နောက်ထားလိုက်ပါတော့နောက်တစ်ပိုင်းထားလိုက်အခုကလေးကလည်းလက်မှတ်တွေရောင်းနေပြီဆိုတော့ဒီလိုမျိုး fighter တွေကိုကျင်းညာထားမှာပဲ one championship ကဒေါ်လာတန်းနဲ့ချင်းရှာဖွေနိုင်မှာဖြစ်ပါတယ်အဲ့တော့ကြောင့်လည်းထင်ပါတယ်နော်အခုတတင်းထွက်နေတဲ့အရာတော့ဒီ tension ကိုခေါ်ယူမယ်ဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ် တော့ကျွန်တော်အချိန်မြင်ချက်ကပါလဲဆိုရင်တန်ရှင်းနဲ့ဒီထာခဲတို့ကတကယ်ကိုကောင်းတဲ့ဖိုင်တာတွေဂျပန်နေလဲမကြေပွဲကိုကြည့်ချင်နေကြတာသိကြတယ်ဒါပေမဲ့အထိုးကျအရင်များလုံးပါလဲနှစ်ယောက်ပေါင်းကဒေါ်လာတန်း၅တန်း၆တန်းလောက်တော့ဖြစ်သွားနိုင်ပါတော့အခုလက်ရှိပေါင်းစင်းနေဆိုတော့အော်ဒါကြီးချက်တွေကနည်းနည်းရှော့တဲ့ပုံစံနဲ့ဒီနှစ်ယောက်ထဲကတစ်ယောက်ကိုပဲဒီခေါ်ယူပြီးတော့ရောက်ထောင်နဲ့ကစားခိုင်းမဲ့အခြေအနေမှာဗျာ ဒါဆိုရင်နည်းနည်းတက်တာပဲတပါအခုနကြီးအတွက်လည်းကြံပဲဗျာပြောပြောမယ်ဆိုရင်အဲ့တော့တန်ရှင်းနဲ့ဒီ rock town လည်းဖြစ်သွားနိုင်ပါတယ်အဲ့တော့အခုနကြီးချက်ထရီကဒီတန်ရှင်းကိုဝိုင်းချင်မဲ့ချက်ကိုခေါ်ယူတဲ့ပုံစံမဟုတ်ပဲနဲ့ဒီတပွဲပဲထိုးတက်တဲ့စိန်ခေါ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်တော့ကျွန်တော်တို့ယူဆမိပါတယ်ဘာလို့ဆိုရင်ဒီ target group ကို rock town အနိုင်ယူပြီးပြီဆိုတော့ rock town နဲ့တန်ရှင်းပြန်တွေ့နိုင်ခြင်းရတော့ တကယ်ကိုဂျပန်နဲ့လည်းစိတ်ဝင်စားမယ်လို့ကျွန်တော်ထင်တယ်။အဲဒါကြောင့်ဥထာကြီးလည်းဒီ challenge ကိုလှမ်းတယ်လို့ကျွန်တော်မြင်ပါတယ်။အဲတော့ဘလို့ပဲဖြစ်ဖြစ်ပါအဲဒါကျွန်တော်ရဲ့အမြင်ပေါ့နော်။အခုလက်ရှိချိန်မှာတော့သူလက်မှတ်တွေစရောင်းနေပြီ။ဒါမှမဟုတ်နိုဝင်ဘာလမှာကျွန်တော်တို့ပွဲကြီးပွဲကောင်းတပွဲကတော့လုံးဝကြီးရတော့မှသိချနေပါတယ်။ Okay အဲဆိုရင်ဒီနေ့ကတလောက်ပဲ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။